ဂျင်းစစ်ဗီတင်အင်ဇိုင်းချိုးတဲ့ပြဿနာကမျိုးရိုးဗီဇဆိုင်ရာယောဂတမျိုးပါ အာရှအာဖရိကနဲ့မြေထဲပင်လယ်ဒေသတွေကအမျိုးသားတွေမှာအဖြစ်များကြပါတယ်ရှင်အကြောင်းကတော့ခန္ဓာကိုယ်ကသွေးနီဦးဆဲတွေကိုကျန်းမာစေဖို့ထောက်ပံ့ပေးတဲ့ လူကိုစစ်ဖော့စဖိတ်ဒီဟိုက်ဒရိုဂျန်နစ်လို့ခေါ်တဲ့ဂျီစစ်ပီဒီအင်ဇိုင်းတွေကိုလုံလောက်အောင်မထုတ်ပေးနိုင်တဲ့အတွက်ပါရှင်ဂျီစစ်ပီဒီအင်ဇိုင်းချို့တဲ့တဲ့ပြဿနာကိုခံစားနေရသူတွေအများစုကကျန်းမာကြပါတယ်နော်တခါတရံမှာဖျားနာတာစီဝါအချို့နဲ့အစာအသောက်အချို့ကြောင့်သွေးနီဟူဆဲတွေပြိုကဲသွားပြီးတော့သွေးအားနည်းတာမျိုးကိုပဲ ခံစားရတာပါဒီအခြေအနေတွေမှာသွေးနီဟူဆဲတွေအလျင်အမြန်ပြိုကွဲခြင်းကြောင့် ဖြစ်လာတဲ့သွေးရည်နယ်ယောဂါတစ်မျိုးကို hemolytic anemia လို့ခေါ်ပါတယ်။ဒီတစ်ခါမှာတော့ GCPT ခံစားနေရသူတွေအနေနဲ့ဘလို့အစားအစာတွေကို မစားတင်ဘူးလေ။ဘလို့တွေနဲ့ခက်ဝဲဝဲနေရမလဲဆိုတာကိုပြောပြပေးသွားပါမယ်နော်။ GCPT ရှိရင်ဘာတွေရှောင်ရမလဲ။ ဂျင်းစစ်ပိတင်အင်ဇိုင်းချိုးတဲ့တဲ့ပြဿနာကိုခံစားနေရတယ်ဆိုရင်တော့ဒါလေးတွေကိုသတိထားရှောင်ကြဉ်ဖို့လိုအပ်ပါတယ်ပထမတစ်ချက်ကတော့တောင်ကြီးပဲလောပါဂျင်းစစ်ပိတရှိနေရင်မဖြစ်မနေရှောင်ရမှာကတော့တောင်ကြီးပဲလောပါနော်တောင်ကြီးပဲလောကဂျင်းစစ်ပိတခံစားနေရသူတွေမှာသွေးနီဥတွေအလင်းအမြန်ပြိုကွဲစေပြီးတော့သွေးအားနည်းတာကိုဖြစ်စေနိုင်ပါတယ်နော်မတော်တဆစားမိတယ်ဆိုရင်တော့ပြင်းထန်တဲ့လက္ခဏာတွေအနေနဲ့ခေါင်းကိုက်တာမူးဝေတာအော့အန်တာ မအီမတာဖြစ်တာစီးမဲတာ ဖြူရွာလာတာမျိုးတွေဖြစ်တတ်ပါတယ်เนาะနောက်တစ်ခုကတော့ဒန်းမှာသပင်းအယောင်ဆိုးဖို့နဲ့လက်မှာအလားပေါ်ဖို့အတွက်ပုံဖော်တဲ့အခါမှာအသုံးပြုကြတဲ့ဒန်းကလည်း GCPD ခံစားနေရသူတွေရှောင်သိမ့်ပါတယ်เนาะဒန်းက GCPD ခံစားနေရသူတွေမှာသွေးနီဦးဆဲတွေအချိန်အတိုတွင်းမှာအလင်းအမြန်ပြတ်စီးခြင်းကိုဖြစ်စေနိုင်ပါတယ် မွေးကင်းစာဘေဘီလေးတွေနဲ့အသက်နှစ်နှစ်အောင်ကလေးလေးတွေဆိုလို့ရှိရင်ပို့ပြီးတော့တည်ထားတင်ပါတယ်ရှင်နောက်တစ်ခုကအကြိုက်ခဲပြောက်စီပါနားကျင်ကြိုက်ခဲတာတွေနဲ့ရောင်ရမ်းတာတွေကိုတတ်တာစေနိုင်တဲ့ aspirin တွေကလည်းဂျီစစ်ပီတီရှိတဲ့သူတွေရှောင်ရှားရမယ့်ဆေးဝါးတစ်မျိုးပါတကယ်လို့ဂျီစစ်ပီတီခံစားနေရတယ်ဆိုရင်တော့ aspirin ကအကြိုက်ခဲတတ်တာစေဖို့နဲ့အယောင်ကျစေဖို့နီလန်ကောင်တရက်တော့မဟုတ်ပါဘူးเนาะဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကြိုက်ခဲပြောက်စီကိုသုံးသင့်ပါတယ်။သွေးကျဲစီအနေနဲ့တောက်ရမယ်ဆိုရင်လည်းဆရာဝန်နဲ့ကြိုပြီးတိုင်ပင်သင့်ပါတယ်နော်။ဂျီစီဘီတီရှိချောင်းကိုလည်းပြောပြဖို့လိုအပ်ပါတယ်ရှင်။နောက်တစ်ခုကတော့ပယုတ်လုံးပါ။ဂျီစီဘီတီရှိနေမယ်ဆိုရင်ပယုတ်အေးပါတဲ့အရာတွေကိုရှောင်ရမယ်နော်။ပယုတ်လုံးပါတယ်နတ်တလင်ကလည်းဂျီစီဘီတီချွတ်တဲ့သူတွေမှာသွေးနီဥစဲတွေကိုကွဲပြားစီပါတယ် ပျောက်လုံးနှံ့ကိုရှူမိတာပဲဖြစ်ဖြစ်ပါဇက်ထဲရောက်သွားတာမျိုးပဲဖြစ်ဖြစ်တတိထားရမယ်နော်ဂျီဇီပီတီချွတ်တဲ့မွေးလာတဲ့ကလေးတွေမှာအနီးတွေအင်းကြီးတွေကိုပျောက်လုံးနေမထည့်ဖို့လိုအပ်ပါတယ်ရှင်နောက်ဆုံးတစ်ခုကတော့ဆေးဝါးတွေပါအကိုက်ခဲပျောက်ဆေးတွေပိုးတက်ဆေးတွေဖြစ်ကြတဲ့ Nitro Purotorin နလီဒရစ်အဆစ် Sulfur Metarazone အချို့အငှက်ဖျားဆေးတွေနဲ့ကင်ဆာဆေးတချို့ပါဒါတွေအပြင်စိုးဆေးတွေ တာရှည်ကန်ဓာတုပစ္စည်းတွေထည့်သွင်းထုတ်လုပ်ထားတဲ့အရာတွေကိုလည်းသတိထားဖို့လိုအပ်ပါတယ်နော်ခုပြောပြပေးတာလေးတွေကို နေ့စဉ်ဘဝမှာတည်တည်ချာချာလေးရှောင်ကြဉ်မယ်ဆိုလို့ရှိရင်တော့ဒီစစ်ပီတီရှိနေပေမဲ့လည်းအစဉ်ပြေပြေနေနိုင်မှာပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်နော်အားလုံးပဲနေကောင်းကြပါကြပါစေရှင်